င်္ဂလာပါခင်ဗျာဘိုဘန်ကနေဒေါ်လာ3ဆွဲမှုရများတဲ့အတွက်ကြောင့်မလို့ဒေါ်လာ3ဆွဲတာကိုကန့်သက်တဲ့အနေနဲ့ဒေါ်လာ3ဆွဲတဲ့ license တွေကို30ရက်နေမှာနောက်ဆုံးထားပြီးပြန်လဲအနှံ့ရမယ်ဆိုပြီးတော့မှပြီးခဲ့တဲ့ရက်ပိုင်းတွင်းကပဲကြေညာခဲ့လိုက်ပါတယ်ဒီဟာနဲ့ပတ်သက်ပြီးနောက်ဆက်တွဲအခြေအနေတွေဘယ်လိုရှိနိုင်မလဲဆိုတာကိုဘောကဗေဒပညာရှင်တူဦးဖြစ်တဲ့ဆရာမောင်မောင်စိုးကိုမေးမြန်းကြည့်မှာဖြစ်ပါတယ်ခင်ဗျာ ဆရာမင်္ဂလာပါခင်ဗျာ။အာမင်္ဂလာပါဟုတ်ကဲ့။ဟုတ်ကဲ့။ပထမဦးဆုံးပေါ့နော်ဘိုးဘန်ကအခုဆရာတို့လည်းကြားပြီးသားဖြစ်မှာပါဗျာ။ဒေါ်လာငွေသုံးဆွဲမှုတွေဟိုဒေါ်လာရိုက်ဇေးရှင်းဖြစ်တယ်ဆိုပြီးတော့အဲဒီဥစ္စာကိုထိန်းချောင်းမှုအတွက်ဆိုပြီးတော့ဒါဆရာတို့အရင်တော့ကလည်းဆရာတို့ပညာရှင်တွေអော်ခဲ့ကြရရှိတာပေါ့နော်။ဒီဒေါ်လာငွေသုံးဆွဲမှုဟာများနေတယ်ဒေါ်လာရိုက်ဇေးရှင်းဖြစ်နေတယ်။ဒါကိုလည်း short ချဖို့တင်းတဲ့ချက်ထဲမှာပါတယ်ဆိုပြီးတော့ဒေါ်လာငွေကြီး စင်းတော့ထိသိမ့်မှုအတွက်ပေါ့နော်ဆရာတို့ပြောခဲ့တာအဲ့ဒါရှိရပေါ့ဒါအခုဒီလိုသဘောအတိုင်းတော့လှုပ်လိုက်တယ်ဒါပေမဲ့ဒေါ်လာငွေကိုသူတို့ထိန်းသိမ်းတဲ့ထိန်းကြောင်းတဲ့ပုံစံမှာပေါ့ဒေါ်လာပဲဒီဖြစ်တာကိုထိန်းကြောင်းနေတာမှာသူက license သိမ်းတဲ့နည်းနဲ့ပထမအဦးဆုံးသူတို့စပြီးတော့မှထိန်းကြောင်းလိုက်တဲ့သဘောမှကျွန်တော်တို့တွေ့ရတယ်ပေါ့နော်အဲ့ဒါနဲ့ပတ်သက်ပြီးတော့ဆရာတို့ဘောဂဗေဒပညာရှင်တွေရဲ့ဟိုအမြင်ရှုထောင့်ကဘယ်လိုမျိုးများရှိမလဲမသိဘူးဆရာအဲ့ဒါလေးอืมတခုတော့ရှိတယ်ဗျဒီကောင်းကြီးကရာဇဝင်ကြီးကရှေကြီးဗျရာဇဝင်ရှေကြီးဆိုတာအာ ခိုးရင်တုန်းကလက်ပြတနာနဲ့အခုပြတနာနဲ့နှစ်ခုဆက်ကြမှာဟိုမရှင်းမရှင်းပေါ့လေမရှင်းရှင်းနေစားပြီးတော့ဒီကစားဖြစ်တာလို့ထင်တယ်အဲ့တော့အရင်တော့ဆိုရင်ကျွန်တော်တို့အခု foreign exchange counter တွေမရှိသေးဘူးဟုတ်ကဲ့ကြာမရှိဘူး counter တွေမရှိသေးဘူးနောက်တစ်ဖက်ကလည်းသူကနိုင်ငံခြားသားဝင်လာမှလည်းသူကသူက welcome လေသူကသူကဟိုပေါ့ဟိုပေါ့ဒီပေါ့ခရီးသွားနှစ်တွေပါနေတောင်မှဟုတ်တယ်မှာဖိုးဖွားရုပ်တွေပါနေတောင်ထောင်ပြီးတော့ ခေါ်လိုက်တယ်ဆိုတော့ဒီမြန်မာဝိဇ္ဇရဲ့ဘာညာဆိုပြီးဆွဲခေါ်သွားတယ်ဆိုတော့နိုင်ငံခြားသားလည်းလာကြတယ်။နောက်တဖက်ကလည်း तू ကဒေါ်လာကိုလည်း तू ကချိန်နဲ့အချင်းစင်တာအခုလိုဟာမျိုးတွေမဖွင့်သေးဘူး။မဖွင့်တော့အဲ့မှာငွေလဲတာလည်းမဟုတ်မှလည်းလဲလို့မရဘူး။မဟုတ်လဲလို့ရှင်လည်းပြဿနာတက်မယ်ဆိုတော့အဲ့တော့ဒီလူကလည်းစီးပွားရေးတမားလည်း ပေါ့ခုတုံးပေါ့လေအခန်းလေးတစ်ခုယူပြီးတော့ဘာလျှောက်လဲဆိုတော့သူတို့အဲ့မှာသူတို့ဘာဘာတော့ဒီ foreign exchange acceptor ဒါမှမဟုတ်ရင်သူတို့ဒီ holder license ဆိုပြီးလျှောက်တယ်ဆိုလိုချင်တာနိုင်ငံခြားကိုင်ဆောင်ဝင်ဆိုတော့အဲ့တော့ဆိုလိုချင်တာဗျာနိုင်ငံခြားသားလာမယ်ဝယ်မယ်ဆိုလို့ရှိရင်ဒီပစ္စည်းကိုသူကဒေါ်လာနဲ့ရောင်းမယ်အခုလေးစိတ်တွေလို့ပေါ့လေးလက်မဝယ်ရင်ဒေါ်လာနဲ့ဝယ်တယ်လို့နော်အဲ့တော့နောက်မှဆိုတော့ ပေးဆုံးကြတော့အဲ့ဒါဟာတိုက်ပြည်အတွက်လိုအပ်ချက်တရအနေနဲ့ဘောလေနိုင်ငံသားသားလာရင်ဟိုဘောသူ့ရဲ့အဆင်ပြေအောင်ဒေါ်လာကိုလက်ခံလိုက်ပါဆိုတဲ့သဘောမျိုးသူ့ရဲ့ဒေါ်လာကန်ဆောင်ခွင့်လက်မှတ်ဆိုပြီးတော့ holder အနေနဲ့ holder license ကိုအစိုးရထုတ်ပေးလိုက်တာဒါမှအစိုးရ holder license ထုတ်ပြီးတော့ဒီအဆင်မရောက်တော့ဗျာဒီအဆင်နဲ့ကဲပြီးတော့နိုင်ငံသားသားကလည်းဒေါ်လာပေးပဲอืม ပြည်ရင်းကဝယ်တဲ့ကောင်လည်းဒေါ်လာပေးပဲအဲ့ဆရာဆိုတာဟိုဒေါ်လာငန်းငန်းတက်လာတဲ့ပြဿနာပေါ့ဗျာနော်ရုပ်ဆော့ဆိုဗျာဟိုအဲကျွန်တော်ရောက်ကွယ်မှာလည်းရှိပါတယ်နိုင်ငံသားတွေအိမ်ငားမယ်ဆိုရင်ဆိုတော့တိုင်ကြားသားသူ့ရဲ့သွားတဲ့ rules တဲ့ regulation ကိုသူတို့နားလဲတယ်တနည်းအားဖြင့် financial system ကိုသူနားလဲတဲ့အတွက်ကြောင့်ဗမာငွေနဲ့သွားချေရင်တောင်မှ မလိုချင်ဘူး နိုင်ငံသားဖြစ်တဲ့အတွက်ကြောင့်ဒေါ်လာနဲ့ပဲပေးရမယ်ဆိုပြီးတော့ဒီအစိုးရကိုယ်တိုင်ကအဲ့ဒါတိလာတော့တနည်းအားဖြင့် dollarization ကဖြစ်လာတယ်။အဲ့ဖြစ်လာတဲ့ဆိုတော့ဖြစ်လာတဲ့တရားခံအဲ့ဒီရပဲ dollar holding license ထုတ်ပေးလိုက်တယ်။လှုပ်ပေးလိုက်တဲ့ပုံမှာပေါ့အလွဲသုံးစားလုပ်ရင်းနဲ့ဖြစ်သွားတယ်ဆိုတော့မကောင်းဘူးပေါ့။ဆိုလိုချင်တာကျွန်တော်ရဲ့ mindset ကကွာနည်းနည်းလေး တိုင်းပြည်အတွက်မကြည့်ဘူးကိုယ့်အတွက်ပဲကိုကြည့်ပြီးတော့လုတ်သွားတဲ့သဘောမျိုးဖြစ်နေတော့အဲ့ရစတဲ့ပြဿနာပြအဲ့တော့အခုတော့ပြန်သိမ်းနေဆိုတာဗါလဲဆိုတော့သူတို့ဒေါ်လာနဲ့လက်မခံတော့ဘူးအဲ့တော့ तू ကဘာဖြစ်သွားမလဲဆိုတော့နိစ္စရာတွေ तू က foreign exchange currency ကို exchange counter မှာ तू လဲလဲပြီးမှသုံးလို့တော့ရရတယ်ဆိုတော့သဘောမျိုးတော့ဖြစ်ချင်ဖြစ်မှာပေါ့ဒါလည်းမပြောသေးဘူးเนาะဒါလည်းမပြောသူတို့ဆိုလည်းအခုလောလောဆယ်လုံနေတာတော့အဲ့လိုပဲလုံရတော့မှာပေါ့လေเนาะ အဲ့တော့ဗောဆရာဒီလိုမျိုးကန့်သက်တဲ့နိုင်ငံသားငွေလိုင်စင်နဲ့ပတ်သက်ပြီးတော့ကန့်သက်လိုက်တဲ့အတွက်ကြောင့်မလို့ဗောနော်ဘဲစက်တာတွေမှာတွားပြီးတော့မှ impact တွားဖြစ်နိုင်လဲဆရာဟိုဟာအဲ့ဒီဥစ္စာကိုဗောဆရာတို့သဘောထားအမြင်ကဘယ်လိုရှိလဲအဲ့ဒီဒေါ်လာငွေရုပ်သိမ်းမှုအပေါ်မှာဗောဒေါ်လာငွေအဲ့ဒါကဘာနဲ့တွားဆိုင်နေဆိုတော့ကျွန်တော်တို့ဈေးနှုန်းဟိုဗော exchange currency မတည်ငြိမ်မှုပေါ်မှာတွားပြီးတော့မှတွားတွားကြရရိုက်မှာအဲ့ဒါ tax problem လို့ခေါ် tax ဆိုတော့ဗောဗျာသူကအမှဗောဈေးနှုန်းစင်းနေပေါ့ဗျာဟုတ်တယ်အဲ့တော့ တခါလေကြာ for example ဗျာမြန်မာငွေကြက်ငွေကိုနိုင်ငံခြားသားဒေါ်လာမရှိဘူးဆိုရင်ဒေါ်လာနဲ့လဲရမယ်ဆိုလို့ရှိရင်အဲ့တော့ဒီဒေါ်လာကကျွန်တော်တစ်ဖက်ကချိတ်ထားတဲ့ဥစ္စာဆိုတော့ဒီလေရင်ကတွေပါတယ်ဟုတ်ပဲဒေါ်လာနဲ့ကြာတယ်ဆိုတော့ဒါမြန်မာ currency နဲ့ convert လုပ်ရင်ဈေးနှုန်းအပြောင်းလဲတိုင်းအပြောင်းလဲတိုင်းမှာဘာသွားတွေ့မလဲဆိုရင်မြန်မာငွေကပို့ပြီးတော့များသွားမယ်ဆိုလိုချင်တာပေါ့ဗျာသူဒေါ်လာ ဈေးနဲ့လက်ခံတာညိမ့်မိမဲ့ဒေါ်လာဈေးကတော့ international ဆိုတော့ချိန်ထားတော့ညိမ့်မိမဲ့ပြည်ရင်းကြတော့မြန်မာငွေနဲ့လက်ခံတဲ့အခါကျတော့အဲ့ဒီ exchange rate ပေါ်မူတည်ပြီးတော့ကစားတဲ့အတွက်ကြောင့်ဒီမှာတော့တော်တော်တော့နည်းနည်းတော့ကတိကောက်နိုင်မယ်ဗျဥပမာနိုင်ငံခြားသားတော့အဲ့မှာလည်းစကားများမယ်ဟုတ်နော်မကျိုးဝဲတာကျိုးရောင်းတာလို့ဟုတ်တယ်နော်ဥပမာလက်မကဟိုတင်းပေါ့ပြောထားတော့ကတော့ဒီတဈေးနောက်ကကျတော့ဒေါ်လာဈေးဖြစ်လို့ရှိရင်အဲ့မှာလည်း quarantine စတက်မှာအဲ့တော့ဒီပေါ့အယောင်းဝယ်တော့နည်းနည်းတော့ ထိမှာပေါ့လေဒါအဲ့တော့ဘယ်ပေါ်မှာမူတည်လဲဆိုတော့ foreign exchange currency ရဲ့ fluctuation ခေါ်တဲ့လှုပ်ရှားမှု များများလှုပ်လေရေကွက်ထိလေပဲเนาะများများလှုပ်ဒါတော့ဒေါ်လာကိုပဲတစ်နေ့ကို10လောက်ဟမယ်ဆိုရင်ပဲဟာအယောင်းဝင်မှာတော်တော်ကိုဟသွားနိုင်တဲ့သဘောဖြစ်နေနောက်ပြီးတော့ customer နဲ့များများစကားပြောရမှာပေါ့ဗျာ customer လက်စိတ်ညံ့ဟုတ်ကဲ့ကြာဟိုတချို့ဟိုကျွန်တော်တို့ပြောကြရဲကြားမိတော့ဒီလိုမျိုးသတ်မှတ်လိုက်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီမောင်ခိုဈေးကွက်ကလည်းကြီးထွားလာနိုင်ရဆိုပြီးတော့မှဆိုတာလည်းရှိရဲကြာဘလို့မောင်ခိုဈေးကွက်မျိုးတွေလည်းကြီးထွားနိုင်ရဆရာတို့ကအဲ့လိုမျိုးသုံးသက်မိအဲ့လိုမျိုးသုံးသက်လို့မောင်ခိုဈေးကွက်ကြီးထွားနိုင်တယ်ဆိုတာပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကဒီဟာကနော်ဟိုရှင်းရှင်းလင်းလင်းလုပ်ထားလို့ရှိရင်တော့အချင်းကောင်တာမှာပဲအချင်းကောင်တာမှာပဲယူသွားလို့ရှိရင်တော့ that's a no problem ဲ့တော့ exchange ဒီ foreign exchange counter များသည် तू อ่ะ market mechanism တိုင်းကစားသွားနိုင်မယ်ဆိုရင်ဟုတ်တယ်နော် market mechanism တိုင်းကစားသွားနိုင်တယ်ဆိုလို့ရှိရင်ပြဿနာမရှိဘူး market mechanism တိုင်းမှာကစားပဲနဲ့သူ့မှာ limitation ဝင်မယ်ဟိုလောက်နဲ့ရအောင်ဒီလောက်နဲ့ဝယ်ဒီလောက်နဲ့ဝယ်ဆိုတော့ဈေးနှုန်းဟိုဈေးကဈေးနှုန်းအတိုင်းမသွားပဲနဲ့เนาะဟိုညွန့်ကြားချက်ဈေးနှုန်းအတိုင်းပေါ့လေသွားမယ်ဆိုရင်တော့ เนาะနောက်တစ်ခုอ่ะဘာလဲဆိုရင်ဒေါ်လာရောင်းဝယ်เนาะလက်ထက်မှာဒေါ်လာရှိတယ်ဒီ supply of dollar ဘယ်လောက်ထိပေးနိုင်မလဲအဲ့မှာဘာလဲရှိသေးတယ်မပေးနိုင်ဘူးဆိုလို့ရှင်เนาะမဟုတ်ဈေးကွက်တစ်ခါထပ်ဖြစ်လာမယ်ဒေါ်လာမဟုတ်ဈေးကွက်อ่ะဖြစ်လာနိုင်အဲ့တော့ပြည်လာနိုင်လို့ဆိုတာဘာဆိုလို့တော့ပေါ့လေလို့တော့ exchange center တွေက foreign exchange center ပေးနိုင်မလားเนาะအဲ့တစ်ချက်ကကျွန်တော်ရှင်မှာရှိတယ်เนาะ နောက်တစ်ချက်ကလည်းပြန်စဉ်းစားမှာစောစောပဲတော်တော်ရှောင်းနေပဲရှောင်းရှောင်းတော်နေဒီဟိုပေါ့ Facebook မှာစကားပြောနေတာလားနဲ့ပြောနေနေတယ်သူ့ဘက်ကကြည့်တော့လေ तू ကအဲ့လို feeling ရှိတယ်ဆိုတော့ဒီကဘာလုံးမှာ तू ကဟိုရင်းနေနေသွားတာ credit ကနေနေတုံးတဲ့အချိန်မှာမင်းတို့အဲ့လိုလုပ်တဲ့အတွက်ကြောင့်ငါစိတ်ငါတော့တော်တော်စိတ်ညစ်သွားပြီဆိုပြီး तू ကပြောတယ်ဆိုတော့အဲ့ဒါလည်းပြန်စဉ်းစားမှာဟုတ်တယ်မလားကျွန်တော်တို့ကအခုကဟိုဒီ plastic money ခေါ်တဲ့ credit card လေသွားနေတဲ့ကာလမှာ ဆိုတော့လွယ်တဲ့ကိစ္စလေကျွန်တော်တို့ကအဲ့အထက်ကိုသူများရဲ့ international globalization သွားရတဲ့အချိန်အဲ့ credit ကကိစ္စဆိုဘာမှ no problem ဒါလေးနဲ့ဝယ်ဒါလေးနဲ့တွန်းတဲ့အခါကျတော့တကယ်ပါလုံးမှာဒီ credit ကကိုတုံးနေတဲ့အထက်မှာမှာဒီအ ਨੇ ချင်းလောက်ကနေပြီးတော့ဒီပေါ့လေ look ဒီ national currency နဲ့သုံးပါမယ်ပါရမယ်ဆိုတော့တွားတဲ့ခါကျတော့ဒီကောင်ကြီးက backward ကိုများပြန်ဆွဲနေသလားလို့ဆိုပြီးပြောတယ်သူပြဿနာပြောတော့လဲစဉ်းစားကြပါလို့ ျွန်တော်ရှိတ်မတက်ဖက်နဲ့ပြန်နောက်ဆုတ်သလိုများဖြစ်နေလားเนาะအဲအဲ့ဒါလည်းနည်းနည်းလေးစဉ်းစားဖို့လိုတယ်เนาะဟုတ်ဟုတ်နောက်တစ်ခုဆရာကျွန်တော်နေချင်တာတော့ဒီပေါ့เนาะဒီ dollarization ဖြစ်တယ်ဆိုပြီးတော့မှာပေါ့เนาะ dollarization ဖြစ်တယ်ဆိုပြီးတော့သူကဒီ license တွေကိုတိမ်းမလိုက်တယ်တိမ်းမလိုက်ရတော့ အခုလောဆယ်မှာတော့ဒေါ်လာဈေးကတော့30ကျပ်လောက်တော့နည်းနည်းပြန်ကျသွားတော့လက်ရှိကျွန်တော်တို့စောင့်ကြည့်မှုရတွေ့ရတာပေါ့နော်ဒီဟာတချို့ကလည်းလက်ဘူးတိုက်တယ်ဆိုပြီးပြောနေကြတာပေါ့နော်ဒီလို license သိမ်းတာခဏတော့ကျသွားမှာပေါ့ပြန်လှုပ်ခတ်နိုင်တယ်ပေါ့ဆရာတို့ဘောကပေတာပညာရှင်တွေရဲ့အမြင်ကြတော့ဘယ်လိုမျိုးရှိလဲဆရာအခုဖြည့်ရှင်းလိုက်တဲ့နီလန်းပေါ်မှာပေါ့ပါပြောခြင်းလည်း तू ကအိုရင်းပေါ့တတ်နိုင်ရတော့ဗျအဲ့ license ကစရရထုတ်မပေးရမှာမထုတ်ပေးရဘူး ရလိုက်ရှင်းဘာထုတ်မပေးရဘူးလဲဆိုတော့အဲ့ဒီတော့ဘာမပေါ်လာလေးဘူးဆိုတော့ဟိုလောက်လောက်လာလာဟို foreign deposit exchange counter တွေမပေါ်သေးတဲ့အတွက်ကြောင့်ဒါကျွန်တော်အမြင်ပြောတာနော်ဒီဒီဥစားထုတ်ပေးတာလို့ပြောတယ်ဆိုတော့ဒါမလိုအပ်တဲ့ license တစ်ခုမလိုအပ်တဲ့ license တစ်ခုရနေပြီးတော့အဲ့ license ကိုဟိုပေါ့ဒီပေါ့ license ခြင်ထားတဲ့လူကငါတော့ dollar ခြင်ဆိုင်ဝင်ရထားပြီ အဲ့တော့နင်တို့မြန်မာကျပ်ငွေနဲ့လက်မခံတော့ဘူးဒေါ်လာနဲ့ဘာကလက်ခံတော့မယ်ဆိုတဲ့သဘောမျိုးနဲ့အကြကြိုင်တဲ့ဥစ္စာမျိုးဆိုတော့ဟိုတနည်းအားဖြင့်ပြောလို့ရှိရင်တော့စကားခိုက်ရိုင်းရိုင်းပြောရင်တော့ဆယ်လာကတော့ဘူလီလောက်တာဗျဆိုတော့အဲ့ပြဿနာဗျလူတို့ပြဿနာမဟုတ်ဘူးသူတို့အစိုးရနဲ့ဒီရောင်းတဲ့လူပေါ့လေတဲ့ပေါ့လေ sellers ရဲ့ demand side နဲ့ sorry supply side နဲ့ အစိုးရရဲ့ပြဿနာဗျကျွန်တော်တို့ရဲ့ပြဿနာမဟုတ်ကျွန်တော်လူတို့ကကြားရရပြီးတော့မခေါမ်းလဲဂျုံတင်ကြောင်တဲ့ illusion ပေါ့လေဖြစ်နေတဲ့ပြဿနာကျွန်တော်အဲ့လိုပဲမြင်တယ်ဗျအဲ့တော့အဲ့ဒီတော့ license ထုတ်ပေးတာဆိုတာလေဒီ ordering ပေါ့ဘူးမခေါမ်းလဲငွေလဲလဲတဲ့ counter တွေကလည်းမပေါ်သေးလို့အခုငွေလဲလဲ counter ကလည်း property ပေါ့လေ properly work ပေါ့လေတည်တည်ချာချာလုပ်မယ်ဆိုရင်ပြဿနာမရှိသေးဘူးမရှိသေးဘူး ူတို့ကလည်းတေချာမလုံနိုင်ဘူးဆိုရင်တော့လေ maybe another problem will come နောက်ပြဿနာတခုကတက်အောင်မှာဆရာအဲ့တော့ဟိုဒေါ်လာဈေးရအချိန်နေဘယ်လိုဆက်ဖြစ်နိုင်လဲ30လို့ရမှာဆရာဒီလိုထွက်လိုက်တဲ့အတွက်ကြောင့်ပထမအဆုံးဒေါ်လာကင်ထားတဲ့လူတွေလက်ထက်မှာဒေါ်လာကင်ရတာကြောက်တဲ့အတွက်ကြောင့်เนาะဒါအစပိုင်းကကြောက်တဲ့အတွက်ကြောင့်เนาะဒါထုတ်ရောက်မှာပဲထုတ်ရောက်တဲ့အတွက်ကြောင့်မသိမသာဒေါ်လာဈေးရတော့ကြာတနည်းအားဖြင့်ဆိုလို့ရှိရင်တော့ supply side မှာများလာတယ် ဟဲ့ဆရာနိုင်မကြပါဘူးเนาะဒါဟာကန်ဆောင်ခွင့်နဲ့ရောင်းဝယ်ခွင့်နဲ့ဆိုတာဟိုလူတွေပြပြသားသားပြန်သိရင်ဒေါ်လာပြန်ခိုင်လို့ရှိရင်ဒေါ်လာပြန်ရှားသွားမှာပဲတက်အောင်မှာပဲเนาะဒါက trend ပြီးနောက်တစ်ခုကလည်းဒီရဲ့ဘာလို့တက်မယ်လို့ပြောလဲဆိုတဲ့အတွက်ကြောင့်ပြောနိုင်လဲဆိုတော့ဒေါ်လာတစ်ခုလည်းနဲ့တိုင်ကြိတ်လို့မရဘူးဗျာ အခြေခံစားဝတ်နေရစတော့ inflation နေနော်နောက်ပြီးတော့ဒီပေါ့ကျွန်တော်တို့အပိုင်းမှာရှိတဲ့ပေါ့လေကျွန်တော်ဒီဒီစီးပွားရေးပေါ့လေစီးပွားရေးရဲ့အပိုင်းမှာနော်ဒီအခြေခံစားဝတ်ကုန်စည်တွေတက်မယ်နော် consumer price index တွေတက်မယ်အကုန်တက်မယ်ဒါတွေကဒါတွေကလည်းထည့်တွေ့အောင်ပဲဗျကျွန်တော်ဒေါ်လာတစ်ခုနဲ့ဒေါ်လာနဲ့ချိန်နေတဲ့ဥစ္စာတွေအများကြီးနော်ထုတ်လုပ်မှုပိုင်းရှိတယ်လူမှုရေးပိုင်းရှိတယ် နိုင်ငံရေးပိုင်းရှိတယ်မတည်ငြိမ်မှုပိုင်းတွေအကုန်လုံးရှိတယ်ပါအဲ့ဒါချိတ်နေပိုင်းတွေအများကြီးရှိတဲ့ခါကျတော့အဲ့ဒါနဲ့ကြည့်ပြီးတော့မှသွားတဲ့ခါကျတော့ဒေါ်လာတစ်ခုတည်းနဲ့ကျတော့ criteria ထားလို့မရဘူးဆိုတော့စဉ်းစားစရာတွေအများကြီးပြောပါကြဒီပြီးပြီးတော့အချိန်ပေးပြီးဖြစ်ကြပြီလို့ဆရာကျေးဇူးအများကြီးတင်ပါအဲကျွန်တော်လည်းမျှဝေရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့